လူတွေဟာကိုရထားတဲ့ကိုယ့်ရဲ့အသားအရေကိုယ်ခန္ဓာကိုနော်တန်တန်ပြန်ပြန်နေထိုင်တတ်ရတန်တန်ပြန်ပြန်နေထိုင်မှဒီဘယ်တော့ကြည်လိုက်ကြည်လိုက်တန်တန်ပြန်ပြန်လေးသဘင်ရှိတဲ့ပုဂ္ဂိုလ်အားလဲသဘင်တန်တန်ပြန်ပြန်နော်အဝဝထားလဲတန်တန်ပြန်ပြန်အသားအရေလဲတန်တန်ပြန်ပြန်ဖြစ်အောင်မလုပ်ရပြင်းနေလို့မရဘူးတဲ့ ြင်းနေတဲ့ပုဂ္ဂိုလ်ကပြင်းတာဘယ်လောက်ထိပြင်းတော့ဆိုမနဲ့အရာဒါမျက်နှာတောင်မသိချင်အောင်ပြင်းတာနော်အဲ့ဒါလို့ပြင်းလာမယ်သွားတတ်ရမှာပြင်းတယ်မျက်နှာသိရမှာပြင်းတယ်အကုန်လုံးပြင်းတာတွေဟာလူအသွင် မလှပခြင်းရဲ့ဒီအငြိကျေးပဲလှပခြင်းရဲ့အငြိပေးပဲတဲ့အငြိကျေးဖြစ်တယ်ပေါ့ဒါကနောက်တစ်ခုအတိတ်ပဲယူနိုင်တာဘာလို့ဆိုရင်ဝဏ္ဏဆိုတာချီးမွမ်းပြောကြတဲ့ဂုံတဲ့ရင်းနေ ခုံတရင်ဟာပြင်းနေတဲ့ပုံကိုအတွက်တော့ပြင်းရမှုဟာခုံတရင်ရဲ့အညစ်အကြေးလို့ဒီလိုပြောလို့ရသေးတယ်တစ်ဖက်ကအများကြီးမှန်းခံရမှုဆိုတာပြင်းနေတဲ့ပုံကိုတွေကမျောလင့်နိုင်စရာမရှိဘူးမပြင်းမကြီးတစ်တဲကြွကြွကြိုးစားအထောက်တဲ့အခါဆောင်းဝဲအောင်လာတော့ဒီပနှလုံးရတဲ့ဆိုဟောဂုံပြုခံရဝဏ္ဏဆိုရင်ချီးမွမ်းခံရမှုတွေရလာတယ် အဲ့လိုချိန်မှခံရမှုမရဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာစာကြက်ရမှာပြင်းတယ်လေးလာရမှာပြင်းတယ်စဖတ်ရမှာပြင်းတယ်ဆိုတဲ့အပြင်းတရားရဲ့နှိမ့်ဆက်မှုကြောင့်ဂုံတရင်ချိန်မှခံရခြင်းဟာလည်းမရနိုင်ဘူးတဲ့ဒါကြောင့်မို့မလံဝဏ္ဏတခောတိစံအစင်ပြည့်ခြင်းဟာအစင်လပခြင်းရဲ့အငြိအကျေးတစ်ခုဖြစ်တယ်နောက်တစ်ခုဂုံတရင်ချိန်မှခံရခြင်းရဲ့အငြိအကျေးလည်းဖြစ်တယ် ချီးမွမ်းခံရခြင်းမရှိဘူးကဲ့ရဲ့ရှုပ်ချမှုပဲခံရတတ်တယ်ပေါ့ဒါလဲနေ့စဉ်ဘဝမှာအလွန်ရေးကြီးတဲ့ဆုံးမတွင်တင်ချက်တစ်ခုပဲပေါ့